ရုရှားဘက်ကပါဝင်တိုက်ခိုက်နေတဲ့တရုတ်စစ်သားအနည်းဆုံး150ကျော်ရှိတယ်လို့ယူကရိန်းကစွပ်စွဲထားပါတယ်။ယူကရိန်းထောက်လှမ်းရေးကအဲ့ဒီတရုတ်နိုင်ငံသားစုစုပေါင်း155ရောက်ရဲ့အချက်လက်တွေကိုစုံစမ်းသိထားပြီလို့ပြောပါတယ်။အခုသတင်းပတ်ထဲမှာရုရှားစစ်တပ်ထဲကတရုတ်နိုင်ငံသား2ဦးကိုအရှင်ဖမ်းမိခဲ့တဲ့နောက်ဒီစွပ်စွဲချက်ကိုယူကရိန်းကနောက်ဆက်တွဲထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။ယူကရိန်းလုံခြုံရေးအေဂျင်စီတွေရဲ့အမှတ်တမ်းတချို့ကို CNN သတင်းဌာနကလေ့လာခွင့်ရခဲ့တဲ့အခါ တရုတ်နိုင်ငံသား150ကျော်ရဲ့ကိုရေးအချက်လက်တွေရုရှားစစ်တပ်မှယူထားတဲ့ရာဒူးနဲ့တာဝန်တွေကိုစရင်ပြုစုထားတာတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။အများစုကရုရှားစစ်တပ်ရဲ့အောက်ခြေအဆင့်ရာဒူးတွေမှာဖြစ်ကြပြီး2024ခုနှစ်တုန်းကအချက်လက်တွေလို့ဆိုပါတယ်။ရုရှားကတရုတ်စစ်သားတွေကိုကြေးစားစာချုပ်တွေချုပ်ဆိုပြီးအခကြေးငွေနဲ့ငှားရမ်းခေါ်ယူလို့ရှိကြောင်းပြီးတော့တချို့ဟာရှေ့တန်းစစ်မြေပြင်မှာတိတ်ဆုံးခဲ့ကြပြီးဖြစ်တယ်လို့ယူကရိန်းထောက်လှမ်းရေးကယူဆထားပါတယ်။ တရုတ်စစ်သားတွေရုရှားတပ်ထဲရောက်နေတာဟာတရုတ်အစိုးရရဲ့မူဝါဒတစ်ခုခုကြောင့်လားဆိုတဲ့မေးခွန်းတွေကိုတော့ဇယ်လမ်စကီကသူလဲအဲ့ဒီအတွက်အပြေမရသေးကြောင်းယူကရိန်းထောက်လှမ်းရေးကလည်းဆန်းစစ်ဖော်ထုတ်ဖို့ကြိုးစားနေကြောင်းပြန်ဖြေခဲ့ပါတယ်။အစောပိုင်းတုန်းကတော့ယူကရိန်းအရှေ့ပိုင်းဒွန်ယက်စ်ဒေသတွေမှာတရုတ်စစ်သားနှစ်ယောက်ကိုအရှင်ဖမ်းမိခဲ့တဲ့နောက်ယူကရိန်းဟာတရုတ်တန်ရုံးကိုဖြေရှင်းချက်တောင်းခံခဲ့သလိုစစ်ပွဲမှာကြားနေမယ်ဆိုတဲ့တရုတ်ရဲ့ရည်ရည်ချက်ကိုလည်းမေးခွန်းထုတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံသားယူဝန်ကြီးဌာနပြောခွင့်ရအရာရှိလင်ကျန်းကတော့ယူကရိန်းစစ်ပွဲမှာတရုတ်နိုင်ငံသားတွေဝင်ရောက်တိုက်ခိုက်နေတယ်ဆိုတဲ့ဆက်ဆွဲမှုတွေကအခြေအမြစ်ကဲမဲ့လွန်တယ်လို့တုံ့ပြန်ထားပါတယ်။ဘလို့ပြည်ပစစ်ရေးပြိပခတွေမှမှတရုတ်နိုင်ငံသားတွေဝင်မပါဖို့အထူးသဖြင့်တစ်ဖက်ဖက်ကစစ်ရေးကိစ္စတွေနဲ့မပတ်သက်ဖို့နိုင်ငံသားတွေကိုတရုတ်အစိုးရကတိတိကျကျတိုက်တွန်းညွှန်ကြားထားပြီးဖြစ်တယ်လို့လင်ကပြောကြားထားပါတယ်ရှင်။